မင်္ဂလာပါဗျာအားလုံးကျပါပါစေခြားသာပါစေဘိုင်ရဲကိုမြင်တာနဲ့ဘိုင်ဆိုတဲ့ကြားလို့အားလုံးတော့ဆဲပါစေကျောင်းကိုဘိုင်ဤစုမတော်တောင်းပါရဗျာဒီနေ့ကမိကာနှစ်ရက်နေ့17လ2025ပေါ့နော်အဲကျွန်တော်သိရှိတဲ့အကြောင်းအရာလေးတွေကိုကျွန်တော် share တဲ့မျှဝေပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ်ဗျာအားလုံးအတူတူနားတော်ကြည့်ကြကျွန်တော်သိရှိတဲ့အကြောင်းအရာလေးကတော့ဒါတောင်းတော်က မိုးကုတ်နဲ့မိုးမိန်ကိုဒါတောင်းတော့ကအာပလောင်နေစီကဒါသူလက်နဲ့ချလို့ပေါ့ဗျာလက်နဲ့ချတယ်ဒါဟိုမှာအဲအစီဝဲဘွဲမှာအစင်ပြေသွားတယ်ပေါ့နော်အဲ့တော့လူတွေမသေးကြတော့ဘူးပေါ့အဓိကသူတို့ပလောင်နဲ့မြူးမပြုတ်တော့ဘူးပေါ့ဗျာတက်မလို့ကတော့ရောက်ဖြုတ်နေတော့ပလောင်လည်းတော်တော်သေနေကြတော့ဒါမပြုတ်တော့ပေါ့အခုလက်ရှိအထက်ထဲမှာကဒီဒီ PSLF သူတို့အုတ်ချုပ်ရေးပိုင်းရအောင်နောက်ခါတရားလန်တရားသူတို့အုတ်ချုပ်ရေးပိုင်းနဲ့သူတို့ပလောင်နေအခွဲကဒါသူတို့ဆုတ်မှလောလောဆယ်တော့ဒီရက်တည်းမှာသူတို့ဆုတ်တာမတွေ့ရသေးဘူးအဲတချို့ကတော့ပြောင်းရွှေ့သွားတာအခြေပြီးတချို့ရဲတွေအဲပလောင်ရဲတွေပလက်ရဲတွေကြံနေတယ်ခက်တာက PDF တွေကဒီနေ့အောင်ကာကွယ်မယ်ဆိုပြီးတော့ ဒီမဟုတ်ကုတ်မှာရှိတဲ့ခေါက်ခွဲမှာကြောက်မြတ်ယတနာတွေကဒါထွက်တယ်လို့ပြောတယ်အဲ့ဒီနေရာမှာကြောက်မြတ်တာဒါထွက်တဲ့နေရာမှာဘာဖြစ်တလေဆိုတော့အဲသူလူတိုင်းလာတူလိုက်ရွာတူပြီးသွားလို့ချင်းလေးပုံတစ်ပုံသူတို့ပေးကြတာယူသွားဆိုတော့သူဘီနမ်းမြေအိတ်တဲကြီးလောက်တောင်မှတင်းငါးလောက်ကိုဟိုရရှိတယ်လို့ကျွန်တော်ကြားသိရတာဒါတောင်းတော့ကအဲဟိုကျွန်တော်တို့ကပို့ပြီးတော့အာအစင်တဆိုင်အာယုံပို့ပြီးဆိုင်တာဘာဖြစ်လို့ဆိုတော့နိုင်ငံတော်ရဲ့တည်ရန်သာသားတွေပြည်စည်းဆုံးရှုံးမှုရှိတာပေါ့နော်နိုင်ငံတော်ရဲ့တည်ရန်သာသားတွေဆုံးရှုံးမှုရှိရဲအဲ ပြီးတော့ကျွန်တော်တို့ကပုံပြီးစိုးရင်တာကဘာလို့စိုးရင်လဲဆိုတော့ဒီငွေကြေးတွေနဲ့အဲသူတို့ဘက်သူတို့ချမ်းသာပြီးတော့ နိုင်ငံသားတွေပြောင်းပြီးနေကြရင်တော့ဒီ PDF တွေအကြမ်းဖက်တွေနိုင်ငံသားတွေကိုပြောင်းပြီးတော့သွားသူထွက်သွားကြနေကြရင်တော့အကြောင်းမဟုတ်ဘူးလက်နက်တွေဝယ်ပြီးတော့ပြည်သူတွေကိုပြန်ပြီးဒုက္ခပေးမှာတောင်းတော်ကိုပြန်ပြီးဒုက္ခပေးမှာတော့ကျွန်တော်အနေနဲ့စိုးရင်ပြီးတယ်အဲသူတို့အခုရရှိတဲ့ငွေတွေတိမ်ပေါင်းတောင်းပေါင်းထောင်ပေါင်းများစွာရရှိနေသွားနိုင်ငံသားမှာနေပြီးတော့မှတို့တို့ဘာပဲလှုပ်ရှားလှုပ်ရှားကျွန်တော်တို့ကမသိကြအောင်ဆောင်လို့ရပါမယ်အဲ့ဒီငွေကြေးတွေကြောင့်တိုင်းမျိုးကိုပြန်ဖြတ်စည်းမှကိုတော့စိုးရင်မှကြည်ရလို့ကျွန်တော်နဲ့ပြောချင်ပါတယ်မရိယာမြောင်ချမ်းကိုလည်းပဲတမ်တော်ကမင်းကဖေထုရှင်နေတာ ကိုကျွန်တော်တွေ့ရတယ်တချို့အကြမ်းဖက်နေရာတွေကိုကျွန်တော်ကရှင်းနေတာကိုတွေ့ရတယ်တပိန်ကင်းဖတ်တော့ပဲလည်းအနေမီရှင်းနေတာကိုတွေ့ရတယ်အလောင်းလက်အလောင်းလက်နဲ့ရရှိရတွေ့တယ်ထိတွေ့ထိတွေ့မှုတွေတွေအဲတပွဲနှစ်ပွဲဖြစ်တာကိုတွေ့ရတယ်ပြီးတော့ပြစ်ပြီးပြီးသွားကြတာကိုတွေ့ရတယ်စိတ်ကူပဲလည်းပဲထိုးသီး၎င်းပဲလက်ပတ်လာရလက်ပတ်လာပဲမှာလည်းပဲအဲဘေးထုရှင်းနေတာတွေကိုလည်းကျွန်တော်တို့တွေ့ရှိရတာရှိတယ် နော်တွေ့ရတာရှိတယ်အဲ့ဒီတိမှာလည်းအသေးလေးများနေကြအောင်တွေ့တယ်အဲ့စိတ်ကိုတပိတ်ချင်းမတရားဘက်ကသူတွေအားလုံးကတော့အဲတချို့နည်းနည်းပါးပါးပဲအဲ့ဒီမှာကြံခဲ့ပြီးတော့မိုးကုတ်ကိုအကုန်ပြေးတက်ကြပြီလို့ကျွန်တော်အနေနဲ့အဲ့ဘက်က အာတဲ့ပြောတဲ့ဟာလေးတွေကိုကျွန်တော်ကြားသိရတာပေါ့ဗျာကြားသိရတဲ့အခါကျတော့အဲသူတို့မဟုတ်ဘူးကိုသွားပြီးရအောင်မဖြစ်မနေကာကွယ်မယ်ပေါ့ကာကွယ်မယ်ဆိုတာယန္တနာပြည်ဒီမလုတ်ပြချင်လို့လို့ဖြစ်မယ်နော်အဲလိုကာကွယ်မယ်ဆိုတာပြောကျွန်တော်တို့ကြားသိရတာရှိတယ်နောက်တစ်ခုအဲဒီငတယောက်ပဲဆိုလို့ရှိရင်ငတယောက်ပဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတပ်မတော်ဒီရဲစခန်းငတယောက်ရဲစခန်းနဲ့နေမှာတပ်မတော်စစ်ကြောင်းကနေမြတောင်းဆောင်ထွက်ချင်းနေတဲ့အချိန်မှာအိုရင်းကြီးကမှရှိတဲ့အကြမ်းဖက်တွေအင်းနေအောင်ရောက်ရှိနေပြီးတော့အဲ့မှာရှိတဲ့အကြမ်းဖက်တွေကို အပြစ်ခတ်ရှင်းနေတုတ်တင်ပြတာတွေတွေ့ရတယ်နေအိမ်တွေကိုမီးရှို့ပြီးတော့မှအကြမ်းဖက်တွေတီးနေရတဲ့နေရာတွေကို drone နေနဲ့တောက်လျှောက်အမုန်းကျွေးနေတာကိုကျွန်တော်တွေ့ရတယ်အဲဒီမှာတပ်တော်ရဲ့အောင်ပွဲကတော့အဲတော့ကောင်းနေလို့ပဲယူဆရမယ်အနေအထားမျိုးရှိတယ်နော်အဲ့ဒီဘက်မှာလည်းပဲနောက်တစ်ခါကျတော့သခိုင်းကတာပတိဆိုလည်းပဲဒါတပ်တော်ကဖိတုရှင်းနေနေတာကိုတွေ့ရတယ်အဲ့ဒီအဲညောင်ခြေတော်ဘက်ကဖုံးချောင်းတွေဘက်ဆိုလည်းပဲဒါတောက်လျှောက်ပြန်နေပြီးတော့ အကျန်းဖက်တည်းရဲ့စကံကိုဒါဆက်တက်လေးပြီးပါမော်တာနည်းနည်းတောပြီးပြည့်ခတ်ချင်းလေးနေတာကိုတွေ့ရတယ်။နောက်ကလေးတမှုလမ်းကြောင်းမှာဆိုလည်းပဲအဲဒါအကျန်းဖက်တည်းရှိတဲ့နေရာလေးကိုနေနေရှင်းနေတာရှိတယ်။နေနေရှင်းတဲ့အချိန်မှာဟာခါလေးရောက်ရောက်ရှိပြီးတော့ဟာခါလေးရောက်မှာအထိုင်ကြပြီးတော့တောက်လျှောက်နေပြီးဆက်ရှင်းနေတယ်လို့တွေ့ရတယ်။နော်နောက်ပြီးစနေနေ့ဘက်မှာဆိုရင်လည်းအဲဝမေးရောင်မှာရှိနေတဲ့အကြံဖက်တွေကိုတုတ်တင်ပြီးတော့အဲနားမှာတကြောမှာရှိနေတဲ့အကြံဖက်တွေကိုလိုက်နံဖန်ပြီးရှင်းနေပြီးတုတ်တင်နေတယ်လို့ကျွန်တော်တို့တွေနဲ့အဲ့ဘက်ကအကြံမြင်ကြားသိရတာရှိတယ် နော်အဲထောက်ကျကိုဝယ်စီးလိုက်တယ်ဝယ်စီးပြီးတော့ရရှိတဲ့အကျန်းဖက်တွေပေါ့ထောက်ကျန်းဆိုတာအဲအဲ့မှာအတေတွေနဲ့ရရှိတဲ့အရှင်တွေနဲ့ရရှိပါအဲ့အရှင်တွေကနေပြီးတော့မှနောက်ထပ်အဲသူတို့ရဲ့တည်နေရာတွေကိုတောက်ချောက်တမ်းတော့ကလိုက်လံပြီးတော့အဲရှင်းနေနေတာကိုကျွန်တော်တို့အဲ့ဒီဘက်ကကြားသိရတာရှိတယ်နော်အဲကြာအင်းရွာတို့စီတာတို့နတ်ချောင်းတို့နတ်မြောက်တို့ကျန်တာတို့အောင် အောင်တရားတို့အိုင်မိုင်းတော့ဗောအဲ့အကျံဖက်တွေရဲ့အဲ့လှုပ်ရှားမှုတွေအားလုံးကိုတောင်းတော်ကတိရှိပြီးတော့တောက်လျှောက်အိုင်လန်ဖန်စီတဲ့ပြစ်ခတ်ရှင်နေတာကိုတွေ့ရတယ်ဗမောက်လည်းပွဲရတော့ဗမောက်ဗမောက်ပွဲတော်တော်ကနေတယ်ဗမောက်ဝယ်ကနေတဲ့အချိန်မှာအထဲမှာရှိတဲ့အကျံဖက်တွေတော့အတော်တော်ပြောတိတ်ပေပြီးခန္ဓာရှိတယ်ဘုံနေရတော့တောက်လျှောက်ကျဲတာကြာဘုံနေရတော့တောက်လျှောက်ကြာနေတွေ့တယ်နော်ကုကြိတ်တွေတော့မရသေးဘူးဗမောက်ကတော့မရသေးဘူးပဲပြောရမှာပေါ့ဗမောက်ကတော့မရသေးဘူးကုကြိတ်တွေတိုက်နေကြတော့မှာเนาะ အဝက်လက်လည်းပဲအဲအကြမ်းဖက်စကန်းတွေကိုအကြမ်းဖက်ရှိတဲ့နေရာလေအကြမ်းဖက်ရှိတဲ့စကန်းတွေရွာတွေကိုသာသာတက်တော့ဆစ်ချောင်းထုတ်ပြီးရှင်းလင်းတဲ့ရှိနေတယ်လို့ကျွန်တော်တို့လည်းကြားသိရတယ်ထူးခြားတဲ့ဖြစ်စေရှိနေတော့ကျွန်တော်ထူးထူးခြားခြားရှိနေတော့ပြောပါမယ်မနေ့ကတော့ဒါဒုံးနေတဲ့အဲတစ်ခတ်ချင်းနေနေတာတော့တွေ့ရတယ်ဒါ යි ပွဲအနေငယ်ပဲဖြစ်တယ်နောက်မကွေးပဲရေစကြိုပဲဆိုလည်းပဲပွဲတွေကာလာရှိတယ်နောက်ပွဲတွေကာလာရှိတယ်အဲနောက်တစ်ခါပကုတ်ခုပဲပါဆိုလည်းပဲဥဝရမရဲ့ အဲတီတုစစ်ကတီတုစစ်ကကတက်ကုန်းရွာမှာရောင်းရှင်နေမှာတက်ကုန်းရွာမှာရှိပတ်ချလဲမှာရှိနေတဲ့အကြမ်းဖက်တွေကိုတောက်လျှောက်နယ်မြေရှင်းပြီးတော့ပြည်သူစစ်တပ်တမတော်ပေါ့နော်ပူပေါင်းပြီးနယ်မြေရှင်းနေနေတယ်လို့ကျွန်တော်တို့အဲ့ဘက်ကကြားသိရတာရှိတယ်။မနေ့ကတော့ပေါင်းဘက်မှာတော့အာဒါပွဲတွေကားတယ်ပွဲတွေကားတဲ့အချိန်မှာအကြမ်းဖက်တွေကလည်းအဲနှိုင်ရွာလောက်ပေါ့နှိုင်ရွာလောက်တော့ရှိမှထင်တယ် အပီလူစစ်ရှိတဲ့ရွာတွေကိုဝင်ရောက်တိုက်ခိုက်သွားတယ်လို့လည်းကျွန်တော်တို့လည်းကြားသိရတာရှိတယ်။တချို့ဒီပေါက်ဘက်မှာဆိုလို့ရှိရင်လည်းတချို့နေရာတွေကတော့တပ်မတော်ဘက်ကနေမြေရှင်းနေနောက်နေမြေရှင်းတဲ့ဘက်ကတော့ဒီကောင်းတွေမရှိပဲနေမြေမရှင်းတဲ့ဘက်တွေမှာကြံခဲ့တဲ့နေရာတွေမှာတော့တချို့ရွာလေးတွေမှာဒီလိုပြဿနာရှိတယ်လို့ကျွန်တော်ပီလူစစ်ရွာနှံရွာလောက်ကိုကျွန်တော်ကြားသိရတာရှိတယ်။နောက်အဲ့ဒါကျွန်တော်အတီရော့ပြုနေတယ်အဲလူကြီးဘလို့သေးတယ်ဘလို့ဘာဖြစ်လဲပေါ့နော်ပီလူစစ်တွေရှိတဲ့နေရာလို့ကျွန်တော်တို့ပြောအကြမ်းမြင့်ကြားသိရတယ်ပေါ့။ ပြီးတော့ချင်းပြည်နယ်ဒီဒိန်တို့လမ်းမှာစကြောင်းထိုးနေတဲ့အဲတပ်မတော်စကြောင်းကလည်းပဲအဲတပ်မတော်စကြောင်းကလည်းပဲတိုက်ဒီတိုင်းငင်ရွာနေမှာတောက်လျှောက်တောက်ထိုးနေတဲ့ဥစ္စာမှာအာနေမီကအနည်းသက်ဆုံးရရှိခံနေပြီလို့ပဲကျွန်တော်ပြောရမယ်ဒီဒီတိဒိန်နဲ့တောက်ဆန်လမ်းပိုင်းကဒါမကြခင်မှာအာဒါဖွင့်တဲ့ နေမိရှင်းသွားလိမ့်မယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်တာပါเนาะမြောက်ဒီဘက်ဆိုလို့ရှိရင်မင်းလက်ပံနဲ့ဘလူးဒေတာမှာအမုံကျိတ်နေတယ်အဲ့မှာ KLL တွေ PDF တွေတော်တော်များများတည်တာကိုတွေ့ရတယ်ဘလူးဒေတာမှာလည်းပဲအဲ KLL တွေတော်တော်တည်တာကိုတွေ့ရတယ် အနောက်အာရှလမ်းဘက်ဆိုဆက်ပြောမယ်ဆိုလို့ရှိရင်ဒီဒေါနာတောင်ကျော်ပေါ့လမ်းဟောင်းပေါ့အဲ့ဒီဘက်ကိုလည်းတမလောက်ကစကြောင်းတို့တိုက်ခိုက်နေတဲ့နေရာမှာထိဖို့ဆန်ရောက်မှာမနေ့ကတိုက်ဝဲကတော်တော်ပြင်းထန်တယ်ပြင်းထန်တဲ့အချိန်မှာ KLL လေး12ရောင်းလောက်သိပြီးတော့အယောက်20 30လောက်ဒဏ်ရမှထင်တယ်ထွက်ပြေးသွားကြတာအလောင်းနဲ့နဲ့ကတော့10လက်ကျော်ကျော်လောက်ရရှိတာကိုတွေ့ရတယ်နော်ခေါလန်ဦးဒေတာလည်းတက်တော့ကတိုက်ဝဲတွေတောက်ချောက်ဖြစ်နေတယ်အဲတောက်ချောက်ဒေတောင်းနေတဲ့တုတ်တွေရှင်းနေနေတာကိုတွေ့ရတယ်ဘာမို့လဲဒရုန်းတွေနဲ့ ဗမာကတော့ဒီကြောင်ကိုမနဲ့ drone တွေနဲ့ဆွဲနေတာကိုကျွန်တော်တွေ့ရတယ်။ wine mobile ဆိုလဲလက်ညံရွာမှာဒါတိုက်ပွဲကလည်းရနေသေးတယ်ဖြစ်နေတော့မယ်လို့ကျွန်တော်တို့လည်းကြားသိရတာရှိတယ်။အတနေ့မဲ့လည်းနေနေရှင်းနေတာရှိတယ်။ရေတာရှင်ဘက်ကိုဆက်ပြောမှာဆိုရေတာရှင်ဘက်မှာဆိုလို့ရှိရင်၈000မြေအရှိဘက်ဈာမရှိတဲ့ဒီကြောင်ထိုးနေတဲ့ပိန်းနေပေလို့အာဗါလေခြေတောင်ရွာတဲ့တို့နော်အာကလေးစိတ်ရွာအဲ့မှာဆိုတက်မြောက်ကနေနေရှိပြီးတော့ထိမ့်သိမ့်ပြီးသားဖြစ်တယ်အဲ့မှာ6000ကျပ်တည်းရဲ့ KLL ရဲ့အတေများတယ်လို့ကျွန်တော်နေနဲ့ကြားသိရတာရှိတယ် ဘီနဲ့မှမှလည်းပွဲတွေကနေတယ်ဒီအကြမ်းဖက်တွေဒီအထိနာနေတယ်အကြမ်းဖက်တွေကတော့နေရာတိုင်းအထိနာတာဖြစ်တယ်တနင်္လာရီတိုင်းမှာကိုဆက်ပြောမှန်းဆိုလို့ချင်းကျွန်တော်တို့ဒီကြတဲ့နေရာတော့ကောင်းပါလေဒီပူလောဘက်ဆိုလည်းပဲဒါတောင်တော်ကအကြမ်းဖက်ရှိနေရာလေးသုံးပါတာရှိတယ်ပလာမျိုးနဲ့ပဲဆိုလည်းနေနေရှင်းနေတာရှိတယ်မော်တော်ဒေတာဘက်ကိုလည်းနေနေတဲ့လိုင်းကြောင်းနေတယ်ပြီးရှင်းနေတာရှိတယ်ဒီလဘရောင်မှာအကြမ်းဖက်တွေရှိနေတာတွေကိုလည်းတောင်တော်ကတောက်ချောက်ရှင်းနေတာရှိတယ်ရေးဖက်တော်ဝန်လမ်းကြောင်းပေလည်းဒါတောင်တော်ကစကြောင်းနေထိုးနေတယ် ကျွန်တော်တို့ဒီမော်တော်ဒေတာနယ်စပ်လမ်းကြောင်းတွေကိုတပ်မတော်ကတောက်ဆုံနေမြင့်ရှင်းနေတာကိုတွေ့ရတယ်။ပြီးတော့အဓိကမောက်မခန်မောက်မခန်ဘက်မှာပေါ့အဲမှာဒါရဲစခန်းကိုကောင်းလေးဝင်တိုက်သွားတာရှိတယ်။ဝင်တိုက်သွားတော့ အဲပြီးသွားတော့ဒီကောင်လေးတောင်တော့ကပြန်လာတော့ဆုတ်ခတ်ထပြီးတော့တာရှိတယ်အခုတောင်တော့ပြန်စကမ်းမှာတော့အစာအုပ်တွေပြန်နေစောင့်နေတာတော့တွေ့ရပြီအဓိကကတော့အဲကောင်လေးကိုပြန်လာတာရှင်ရင်တိုင်းရအေးကြမ်းပြီအဲဒီတိုင်းပဲဒီကောင်လေးကလာဖြတ်စည်းလိုက်အဲပြန်စောင့်လိုက်လာဖြတ်စည်းလိုက်ပြန်စောင့်လိုက်ဆိုဒီတစ်သက်ကတော့ပြီးမှာမဟုတ်တော့ဘူးကျွန်တော်တို့ကတော့အကြမ်းဖက်မရှိမှစိတ်ချမ်းသာမှသူတွေဖြစ်တဲ့အတွက်အဲ့လိုမျိုးလုံးမဲ့လုံးရင်ပြောရဲလို့ပြောချင်ပါတယ်ကျွန်တော်ဒုသစီဒုသစီမရှိတော့ကျွန်တော်ဖြစ်နေတဲ့ဇာတာကိုပဲကျွန်တော်အကြောင်းပြောတာတော့သူတို့ဟိုတေးပါတေးပါတေးပါစီလိုက်ကျွန်တော်တခါမှမပြောဘူးပါဘူးเนาะ ကျွန်တော်ပြောတာကအကြဘက်မရှိကျွန်တော်တို့ကစိတ်ချမ်းသာတယ်ဘာကြောင့်လဲဆိုတော့အဲဘယ်နေရာမှာဆိုစီးပွားရေးနေနေလုပ်လို့ရမယ်ဗျာအာအဲဒါမျိုးပေါ့အရောက်ဝယ်လောက်တာပြည်သူတွေဒုက္ခမြောက်ဘာလို့ဆိုတော့ဒီကောင်လေးကဒီမှာတိုက်ပွဲဒီကောင်လေးကြောက်တာတမျိုးဟိုတချို့ကြောက်တော့လဲတမဘက်ကိုပြန်ကြောက်တချို့ကြောက်တော့လည်းဒီဘက်ကဘာလို့ပဲဘယ်ဘက်ကမှမသိဘဲနဲ့လဲနေတာဂျာလည်းမှပြည်သူဟိုလူတွေလည်းမျက်နှာငယ်နဲ့ကြည့်ရဒီလူတွေလည်းမျက်နှာငယ်နဲ့ကြည့်ရအဲ့ဒီဘဝတွေကိုကျွန်တော်တို့ကလွတ်စေချင်တာပါဗျာနော်အခုရခိုင်ဘက်ကိုဆက်ပြောမယ်ဆိုရင်ရခိုင်မှာကဒါ တက်တော့ကလေးနှစ်နာပဲလေဒါပွဲကားတာရှိတယ်အဲ့မှာငိုးတွေရွာနေတော့စပိုင်ဘောလုံးအနေနဲ့စောင့်ကြည့်ရဆိုစပိုင်ဘောလုံးတွေပြတိုင်းလာတယ်တကယ်အဲ့မှာလည်းပဲအေနဲ့ပွဲကားတာတော့ရှိတယ်အဓိကကတော့တက်တော့ကဒီရက်ပိုင်းမှာအေဘက်ကိုအမုန်းကျိတ်နေတာကိုကျွန်တော်တို့တွေ့ရတယ်အေဘက်ကိုဒေရောက်ဖိအားတွေဒါညာတယ်လက်နဲ့ကြီးဖိအားတွေညာတယ်နောက်တစ်ခုဒီဟို၆သုံးလုံးပွိုက်ကောင်းပေါ့၆သုံးလုံးပွိုက်ကောင်းဆိုတာကျွန်တော်တို့ရခိုင် ။ဟိုနေခေါ်မှာပေါ့ဗျာ။ဗာလဲပကိုးတိုင်းဒါပထောင်မျိုးနဲ့ပကံခွဲရောက်ပေါ့။အဲ့မှာရှိတဲ့ဟို white 6သုံးလုံးပိုင်းတို့အဲဒါကျွန်တော်ပြီးခဲ့တဲ့ရက်ကလည်းပြောပါလဲ။တက်မောက်ကစစ်ကြောင်းကိုထိုးလဲဆိုတော့ကျွန်တော်ဖြစ်စေချင်တဲ့ဆန္ဒအတိုင်းပဲဒီလေးဖြစ်သွားတယ်။ဘာဖြစ်သွားလဲဆိုတော့တိုက်တာကမှဟိုပတ်စပ်ပိုးစပ်တဲ့တိုက်တာတက်မောက်ရဲ့နောက်ကတက်လာမဲ့သူတွေကလည်းအဲ့ရနေမှာတောဆောက်ထိုးခေါက်သွားတော့မှာ။ဘာလို့ဒီဟိုနေဒီเจ้าရဲ့ဟိုကရေဘက်ကနေပြီးတော့တိုင်းဖြစ်တာလေဒီဘက်ကအမြောက်တွေဟော အာကြည်ရောမဆိုင်ရောတောက်ချောက်တစ်ခါစားဟိုလိုချင်တဲ့ပုံစံတိုင်းပွိုင်းတိုင်းကျွေးနေတာဖြစ်တဲ့အတွက်ဒါတိန်ပိုက်မှုမြန်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ရခိုင်ကိုမကြခင်မှာအာကျွန်တော်ပြောချင်တာကရခိုင်စိတ်ရှိဆောင်တဲ့ဘဝပေါ့သူဘဝလေအနာဂတ်လှပတော့မယ်လို့ကျွန်တော်ပြောချင်တယ်ရခိုင်ဘက်ကနေကစိတ်ဆောင်တဲ့ပြည်သူတွေပဲပေါ့နော်သူတို့ရဲ့ဘဝအနာဂတ်ကတတ်တော့ကြောင့်လှပတော့မယ်လို့ကျွန်တော်နေနဲ့ပြောရင်အဲအခု မိုးတွေလည်းတအားရွာလာပြီးဖြစ်တဲ့တွေ့နော်အားလုံးကျန်းမာစေကြောင်းစုံကောင်းတောင်းပါနဲ့ဗျာဒီချိန်ကမုံတိုင်းနဲ့ရှိနေတဲ့အတွက်ကျန်းမာရင်ကြီးဆက်ကြပါလို့ပြောချင်ပါတယ်အားလုံးအားလုံးဘတူဒါစေဒူနာစေမရှိပါဘူးဟိုနေနိုင်ငံတော်ဆိုင်းကျင်နေတဲ့အဖွဲ့အစည်းတွေလည်းပဲမတားညီညီလေးနဲ့ဆက်လက်ဆွေးနွေးပြီးတော့အောင်မြင်နိုင်ကြပါစေတမန်တော်သားလေးလည်းပဲတိုက်ဝဲတိုင်းအောင်မြင်နိုင်ကြပါစေပြည်သူတွေလည်းပဲအေးကြကြနဲ့အလောက်အကိုင်းနဲ့စီးပွားလေးတွေရှားဖွေနိုင်ပြီးတော့မှတဘောတာတာပြနိုင်ပါစေလို့ဘိုင်ရဲကိုက ရှူတောင်းလိုက်ပါရယ်ဗျာအားလုံးဒေါ်လာတွေပြေးကြပါလေ